ကျွန်တော်ကတော့အမြဲတမ်းကြော်ရွှင်နေပိုင်းဘာလို့လဲဆိုတော့ဘသူစီကားမှဘာကိုမှမျော်လင့်မထားတော့ပါဘာကိုမှမျော်လင့်မထားပါနဲ့မျော်လင့်ချက်တွေက နာကျင်စရာတွေနဲ့ပြည့်နေနေလို့ပါကြော်ရွှင်မှုရဲ့အဓိကလှုပ်ဝဲချက်ကမျော်လင့်ချက်တွေမထားခြင်းလို့ပါ နော်လင်းချက်ကင်းတော့ပေးဆက်ယုံနဲ့ကျင်းတတ်လာတယ်။ရလာတဲ့အရာတိုင်းကိုအပေါ်စုလို့သဘောထားနိုင်လာတော့စိတ်ချမ်းသာရပါတယ်။ဘဝမှာအရေးကြီးတဲ့အရာတစ်ခုခုကိုမလုပ်ခင်မပြောခင်ဈိုင်းမှာစန့်ကျင်ဘက်အပြုအမူတွေကိုဦးစား ဆောင်ရွက်ဖို့လိုပါတယ်။ချေစပီးယားကဆိုပါတယ်။ဒါဟာတုတ်ပြန်မှုတသက်မဟုတ်ပဲရှင်းချက်တဲ့စင်ကြေတုံတရားကိုအတုံးချဖို့တိုက်တွန်းနေရပါ။စကားမပြောခင်နားထောင်ပါ။ဒါမှ အမားနဲ့မယ်။နားလည်မှုရပါမယ်။မရေးခင် ဦးစားပါစဉ်းစားပါဒါမှအတိတ်ပဲရှိမယ်အကျိုးရှိမယ်ငွေမတော့ခင်ရှာခွေပါဒါမှဗန္နာရေးရှိကန်ရှိရမယ်ခွေလို့ခြင်းမရှိပဲမဆူတောင်းပါနဲ့ဒါမှကိုစိတ်တန်းစင် သူတပားကိုမထိခိုက်ခင်ကိုကျဲစာစိမ့်ရင်ခံစားကြည့်ပါဒါမှအမားကိုရှောင်ကျဉ်နိုင်မယ်မမုန်းခင်အရင်ဆုံးချစ်ချင်းမေတ္တာတရားထားပါမေတ္တာတရားကအရာရာကိုအနိုင်ယူတယ်အရှုံးမပေးခင်အရှုံးမပေးပဲမရက်ခင် now song de jay စ조사ကြည့်ပါဒါမှနောင်တမရပဲ조사ရတာတမ်းပါမတည်ခင်တကယ်လို့ရှင်းတယ်မှာဘဝကိုအကျိုးရှိရှိအသုံးချပါဘဝဟာတူတောင်းမိုင်းဒါကြောင့်ကိုယ့်ကိုအတွက်နေထိုင်ပါညော်လင်းချက်တွေကိုဖြုတ်ချပြီးလက်ရှိ ပစ္စုပန်ကိုအကောင်းဆုံးဖြစ်အောင်ရှင်းတန်လိုက်ပါအခုဒီဗီဒီယိုကိုแชร์သွားလို့ရပါတယ်